မင်္ဂလာပါမြန်မာနိုင်ငံရောက်နေတယ်နော်ကားအစ်စ်ရိုက်ဖို့ချောချောလက်လက်လေးတွေလာရှာတာခုထိမတွေ့သေးဘူးပေါ့မြန်မာလေးမြတ်မြတ်ကိုဂျာမန်ခေါ်သွားပါပြီမြန်မာလေးနှုတ်ဆက်လိုက်ပါအောင်မြန်မာသွားပြီနော် ဆောင်ရမိုက်တယ်ဗျာအခုအားကြရကျွန်တော်လည်းကိုလူချမ်းလာတယ်လို့ဖေလန်းကိုသွားရမလဲဒီလန်းကောင်းနေပြတ်သွားမယ်အခုကိုရှာတင်ထားပါမယ် Hey yo check the mic what the fuck fuck the what မင်းတို့အိမ်မှာဘာဟင်းချက်ငါတို့အိမ်မှာငပိချက်တမားတွေကဒီအသက်ရွယ်နဲ့လင်ရအောင်ကြပြီနင်ရောမရသေးဘူးလားသမားတွေကဒီတက်ရွယ်မှာတည်အောင်ကြပြီအန်တီရောမတည်သေးဘူးလားသမီးလေးတွေနဲ့မိတ်ဆက်ပေးပါဦး။ तू ကကိုရှာကိုတုံး။ तू ကအိမ်ပြန်မပေး ။ तू ကလတိုင်းမွဲတဲ့။ကျွန်တော်အခုရွာထဲမှာရှိတဲ့ organic တွေကိုလိုက်စားပြမှာဖြစ်ပါတယ်။ကျွန်တော်နဲ့တူတူ organic တွေကိုလိုက်စားကြပါဦးအမျိုးတို့ရေ။အမျိုးတို့ရေကျွန်တော်တို့ organic အစ်စ်ကြီးတွေတွေ့ပြီဗျာ။ရဲရိုသီးတွေအများကြီးပဲဗျာပြုတ်ခဲနေတာပဲ။ तू ကဝမ်းမီးကိုလည်းငိမ့်စေတယ်ဗျာ။ကျွန်တော်အခုဒီရွာမှာနာမည်ကြီးနေတဲ့ organic အသေးကိုစားရဖို့ចောင်းထိုင်ဘုံကြီးမသိအောင် ကပ္ပိယာကြီးကိုလက်ဆောင်ပေးပြီးအကူအညီတောင်းနေတာပါဗျာ။ ကပ္ပိယကြီးလမ်းညွန်လိုက်လို့ organic အစစ်ကြီးတွေစားရတော့မယ်ဗျာကျောင်းထိုင်ဘုံကြီးမလာစင်တော့မြန်မြန်စားမရမယ်အမျိုးတို့လည်းစားကြပါအောင်ဗျာအမျိုးတို့ရေကျွန်တော်တော့ကန်တူးပြီဗျာတကယ် organic ထမ်းရည်စစ်စစ်ကြီးတွေတောက်ရတော့မယ်ဗျာမြို့တွေလိုစံစေးရည်တွေရောမထားဘူးပြောတယ်ဗျာတောက်ကြပါအောင်ဗျာကျွန်တော်အစုဒီရွာရဲ့တကယ် organic အစစ်ကြီးကိုစားရဖို့ဒီကရွာသူမစားဦးရဲ့အိမ်ကိုရောက်နေတာဖြစ်ပါတယ်ဗျာဒီတစ်ခါတော့အမျိုးတို့ကိုမကြွေးတော့ဘူးဗျာကဲအမျိုးတို့တို့ တကယ် organic အဆစ်ကြီးကဘာလဲတော့ကျွန်တော်မသိရသေးဘူးဗျာဒီကမဇာကားကတော့သူ့အခန်းထဲမှာရှိတယ်ပြောတယ်ဗျာကျွန်တော်စုမဇာကားနဲ့အတူ organic အဆစ်ကြီးတွေသွားစားလိုက်အောင်နည်းနည်းတော့ငံပေမဲ့ကျွန်တော်စားဦးသမျှ organic တွေထဲမှာဒီ organic ကြီးကအကောင်းဆုံးပဲဗျာအမျိုးတို့ရေကျွန်တော်စားပြတဲ့ organic တွေကိုကြိုက်ရင် follow လေးအသေးလေးလိုက်ပေးသွားကကြောက်သွားပြီလားနောက်ဆိုဒိုင်ကိုပဲပြောလိုက်နောက်ဆိုမပြောတော့ပါဘူးဦးလေးအချစ်ရေးမှာဒုတိယလူဖြစ်ဘူးလား ဒုတိယလူဖြစ်မှာဆိုလို့အသင်းနဲ့ပြိသက်တွေကိုဘယ်တော့မှမကြိုက်ခဲ့ဘူး။ငရဲမင်းကိုကျမကိုနှက်ပြီးပို့ပေးပါလားရှင်။ TikTok ဆိုရင် effect မထည့်တော့ပါဘူးလို့ကတိပေးရင်ပို့ပေးမယ်။တန်တရားတစ်ပတ်လုံးငရဲဆံမေ။ဒါလို့တင်လူသားလူပြေမှာပထမမချောက3ယောက်အခုကျတော့9ယောက်ဆိုတော့နိုင်ခဲ့ရလား။ငရဲမင်းအဲ့ဒီစကားမှိုက်ရိုင်းနေနော်။ အတင်လူသားမင်းနာမည်ရှောက်တင်စမ်းကိုစိုးကြီးပါတယ်လီဖုန်းဆိုရဲစိုးကြီးလားကွာဟုတ်ပါတယ်နားထောင်ကောင်းလားဗျကျုပ်နေအောင်သာကြော်လိုက်စမ်းငရေသားတို့ငရေမင်းကြီးကျွန်တော်နှက်ပြီးပို့ပေးပါလားအာဆင်နယ်ချန်ပီယံလိဂ်ဖလားရရင်ပို့ပေးမယ်ရွှေဖလားကြီးရှိတယ်ဟေးကျန်တာမလို့နှက်ပြင်မပို့ချင်မပို့နဲ့တော့ငရေမင်းကြီးကျွန်တော်တို့နှက်ပြေပို့ပေးလို့ရမလား မင်းတို့ကောင်တွေဂွင်းမထုတ်တော့ဘူးလို့ကတိပေးရင်ပို့ပေးမယ်။တန်တရာတစ်ပတ်လုံးငရေခံပစ်လိုက်မယ်ကွာ။